မင်္ဂလာပါခင်ဗျာရွှေညောင်မြေ channel ကနေကြိုဆိုပါရစေဟုတ်ကဲ့ခင်ဗျာလူတိုင်းရဲ့ဘဝမှာအခက်အခဲဖြစ်တဲ့ချိန်အခွင့်အလမ်းရသည့်ချိန်တစ်ချိန်တည်းမှာပဲကံပြောင်းနိုင်တဲ့အချိန်ကလည်းရှိတတ်ပါတယ်မိတ်ဆွေကတမျိုးနေသားဖြစ်စီတင်းလာအင်္ဂါဘုရားကြာတာပြေးတောက်ကြစနေစတဲ့ညီရီနေသားပင်ဖြစ်စီတကယ်တမ်းကံကောင်းမယ်နေ့ရဲ့ဆိုတာစဉ်းစားထားဘူးပါသလားဒီနေ့မှာတော့ရွှေညောင်မြေ channel ကနေဘီရင်လက္ခဏာပညာနဲ့ ဂမ်ဘီယာသူတွေဒီဆရာကြီးဦးညာဆိုင်ရဲ့မျှဝေပေးမှုရခဏသာသမီးတိုင်းအတွက်နေရလိုက်ကံကောင်းလို့ကံပြောင်းနိုင်မဲ့နေရများကိုတိကျပြတ်သားစွာနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဟောဇာတ်မှာပါဝင်တဲ့နေရတွေကမိတ်ဆွေအတွက်အစာပြုဖို့လုံငန်းအောင်မြင်ဖို့ဘဝတည်းတစ်ခုစဖို့တံပိုးကြီးတဲ့အချိန်တွေဖြစ်အသုံးချနိုင်မှာပါခုချိန်ကစပြီးတနေ့ချင်းတခဏချင်းကိုတံပိုးထားပြီးနားထောင်လိုက်ကြရအောင် ာမြေ channel အားစောင့်မျှော်ကြည့်ရှုနေကြတဲ့ကိုရဲသားသမီးအားလုံးအေးပြားတွေဝေးကွာကြပါစေ၊လူရဆန္ဒတွေပြေဝပါစေကြောင်းပြည်ရှင်လက္ခဏာကံပြရပညာတုတေပြီးဆရာကြီးဦးမြတ်ဆန်းမှသုတောင်းမြတ်တာပို့တာပါလေခင်ဗျာစိတ်တော်ကအခုမျိုးလည်းငင်းဝဲကြပါသည်အခုကြည့်နေတာကလူတိုင်းလူတိုင်းဟာအကြီးကြီးဝိုင်းတဲ့ဘာလို့လို့တော့မှမသိတဲ့ကာလဖြစ်တဲ့ဖြစ်တဲ့အတွက် ပို့မှရှိတဲ့အထုပ်ထည်လေးတွေဒီဘက်ရောင်းချပြီးတော့လုပ်ငန်းစတင်လုပ်ရမလားတို့မှမဟုတ်ရှိတာလေးနဲ့ပဲကြည်ကြည်လေးလေးနဲ့ထိုင်စားရမလားအဲ့ဒီလိုတို့လောတို့လောဖြစ်နေတဲ့ကာလမှာလူတိုင်းလူတိုင်းဟာအယူမီဝိုင်းတကယ်သူအပူတော့ကတွေလိုင်းတာနေတဲ့ကာလဖြစ်တာဖြစ်တဲ့အတွက်ဆရာကြီးဦးမြတ်ဆန်တို့ကတောင်းမေးဦးမှာတပါအချားမရှိဘူးဗျာဟုတ်ကဲ့အကြောင်းလဲခဏသာပြီးများအတွက်ကို အဲ့ဒီလိုစိတ်ဒုက္ခစိတ်တော့ကအမှုတွေရောက်နေတဲ့ကာလမှာအပူတော့ကတင်ဝဲစီဖို့အတွက်ကိုယ့်ရဲ့ကံကောင်းတဲ့အချိန်ကံကောင်းမဲ့ကာလကံကောင်းမဲ့နေ့ရက်များကိုပြည့်စုံဖို့အတွက်ရွှေညာမြေခြံထဲမှာတစ်စက်ဒေရင်လက္ခဏာကံပြပညာသူတွေဆရာကြီးဦးမြတ်ဆန်ကပြင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကိုယ့်ရဲ့တာသမီများကိုယ့်ရဲ့ကံတရားဆိုတာကညာများလို့မရပါဘူးခင်ဗျာဒါပေမဲ့လည်းလေ တိတ်ကံဝတ်ကြီးရကိုမှရှိသေးတယ်ဆိုရင်တော့ကျွန်တော်တို့ပြစ်ဆက်ရမှာအမတာပေါ့ဗျာလူတိုင်းလူတဲ့ဟာအတိတ်ကံပြစ်ဆုံးပံကံအနာဂတ်ကံဆိုပြီးတော့ကံသုံးပါရှိပါလေခင်ဗျာနော်ဟုတ်ကဲ့အတိတ်ကံဆိုတာကတော့ဟိုကပြုပြင်လို့လည်းမရတော့ပါဘူးခင်ဗျာနော်ဟိုလုတ်ခဲ့တာဟုတ်နော်အတိတ်ကံဆိုတာကကောင်းတာတွေလုပ်ရင်လည်းကောင်းကျိုးဒီပြန်ရတတ်တယ်လို့မကောင်းတာတွေလုပ်ရင်လည်းမကောင်းကျိုးကိုခံစားရတာအတိတ်ဆိုတာအရေးကြီးကျွန်တော်တို့ပညာရှိများက ဆိုရိုးတကားရှိတာဘူး။အဲကြောင့်လဲဆရာကြီးဦးမြတ်ဆန်တို့ကတော့ဆရာကြီးဆရာဦးမြတ်ဆန်တို့တက်တဲ့အတတ်ပညာနဲ့ပတ်သက်ပြီးတော့ကျမ်းကိုထောက်ပြီးတော့ကျမ်းပေါ်ပြီးမှဖြစ်ပါလေခင်ဗျ။အဲကြောင့်မလို့ဘာနေသားသမီးတွေကကံကောင်းမယ်။ဘယ်နှစ်ဘယ်ချိန်ကြီးရောက်ကံစားတာတွေကိုဖြတ်စီတတ်တယ်။ဘာတွေလုပ်ရင်အောင်မြင်စေတတ်တယ်ဆိုတာကိုရွှေညာမြေ channel မှာတစ်ဆင့်ပြင်ပြပေးမှဖြစ်ပါလေခင်ဗျ။အဲတော့ကိုယ့်ရဲ့ကံကကံကောင်းပြီလား။ကံကြီးကပြောင်းပြီလား။ဘယ်နှစ်ဘယ်ရက်ကကံပြောင်းတာလဲ။ အဲအချိန်တွေမှာကံပြောင်းပါလေလို့ဤလူကြားတယ်။ပညာမီပိဋကများအတွက်ကိုဆရာကြီးဦးမြတ်ဆန်ကကံနဲ့ပတ်သက်လို့ဣကြသေးကြတော့တွက်ချက်မူများနဲ့ဂဏိတတွက်ချက်ချင်းဣဒဟောပြောခြင်းများကိုပြုလုပ်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ကံတရားဆိုတာကလည်းညံများလို့မရဘူးကြ။ပြစ္ဆုတ်ပံကံနဲ့အနာဂတ်ကံကောင်းမှုတော့တော်တော်လေးကြိုးစားကြရမှာပါခင်ဗျာ။ကိုနေသားသမီးများကကိုယ်ပဲနဲ့ကံကောင်းတယ်။ဘယ်နည်းကံမကောင်းမှုဆိုတာကိုလည်း တာမန်မျက်စိနဲ့ကြည့်ုံနဲ့တော့မမြင်နိုင်ဘူးပေါ့ဗျာဟုတ်စတမမျက်လုံးပိုင်ရှင်လို့ခေါ်တဲ့ကျွန်တော်တို့ပရောဟိတ်ကြီးအခုခေတ်လို့ပြောရင်တော့ဘီရင်ဆရာတွေပေါ့ဗျာဘီရင်ဆရာတွေကတော့သိနိုင်မြင်နိုင်ပါလေခင်ဗျာဒီတယောက်ရဲ့ကံကြမ္မာကိုတွက်ချက်စစ်စဲယုံနဲ့ဒီလူကတော့ကံကောင်းမယ်ဒီလူကတော့မင်းနေကိုသိမယ်ဘယ်နေကိုဒုက္ခရောက်ဘယ်နေကိုထိပေါက်မယ်ဘယ်နေကိုအမွေရမယ်ဆိုတာကိုကျွန်တော်တို့ပရောဟိတ်လို့ခေါ်တဲ့ပညာရှိဥက္ကမေ ပြီးရင်ဆရာကြီးကသိပါတယ်ခင်ဗျာနော်အဲ့တော့အချို့ဆိုရင်လည်းဆရာဆရာကြီးကိုစီကဲပြီးတော့မှမြင်းမြန်းကြတာပေါ့ဗျာအဲ့လိုမြင်းမြန်းတဲ့အခါမှာလဲအချို့ဆိုရင်လည်းနော်ကျွန်တော်တို့တကြောင်တကားတရားတပုတ်ဆက်တစ်ဆရာမှတမညာတစ်မျိုးရှိတာဖြစ်တဲ့အတွက်တဲနဲ့စုပ်ပဲ့တယ်လို့ပဲ့ရင်တော့နမတမမှန်စီတတ်ပါအဲ့မှာပဲမင်းမင်းမှန်စီတတ်ပါကဲနဲ့ဖြစ်တယ်လို့နော်တစ်ခုချင်းကိုမှန်ကန်မှုအတွက်ကတော့ပညာတွေပြေဝဖို့အင်မတန်အရေးကြီးပါတယ်ခင်ဗျာ နိဒာတွက်ချက်ချင်းနဲ့အလိဒာဟောပြောချင်းနဲ့အဲ့ဒီလိုမျိုးတိတိကျကျတွက်ချက်ဟောပြောနိုင်တဲ့ဆရာကောင်းတမကောင်းတွေစီမှာငင်းမြန်းပါလို့အကြံတော့ဥပြင်ပါတယ်ခင်ဗျာနော်။ဒါပြောလို့လည်းဆိုတော့ကိုယ်ကံကဘလောက်ထိကောင်းနေတယ်ဘလောက်ထိညံ့နေတယ်ဆိုတာလေးတွေသိဖို့တော့အင်မတန်အရေးကြီးပါတယ်ခင်ဗျာနော်။သူတယောက်ရဲ့ကံစားတာဆိုတာကလည်းနော်လက်ကြီးထမ်းလာတာဟုတ်လားတာမန်မျက်စိနဲ့မြင်ရတာပါ။ကံထမ်းလာတော့တာမန်မျက်စိနဲ့မမြင်နိုင်ပါဘူးခင်ဗျာနော်။အဲ့တော့အဲ့ဒီလို့ ်တာမန်မျက်စိနဲ့မမြင်နိုင်တဲ့ကျွန်တော်ကံတရားကိုเนาะကျွန်တော်တို့စတ္တမမျက်လုံးပိုင်ရှင်လို့ခေါ်တဲ့ဘောရောပညာကြီးဒုက္ခမင်းလို့ခေါ်တဲ့ဘယင်းဆရာကြီးကပြပါလေခင်ဗျာကိုရှိအခါတုန်းကဆိုလို့ရှိရင်ဘယင်းနဲ့တကွဦးမက်ကအစတထေးတကြွယ်ပုံတယ်လေလို့ဓမ္မခုတ်ပါမကြံပေါ့ဗျာเนาะအခုခေတ်လို့ပြောရင်တော့เนาะလူကြမ်းစားအလွှာအသီးသီးပေါ့အဲ့လိုလူမျိုးတွေကကိုယ့်ရဲ့ကံကောင်းနေမကောင်းဘူးရှေ့တုန်းကတော့ ုံနဲ့ပြူပုံနဲ့ပြူပေါ့ဗျာအခုကတော့ဗီဒင်းဆရာတို့ဘိုးတော်တို့မဲတော်တို့နတ်တော်တို့စသဖြင့်ပေါ့အကြမ်းင်းဆရာတို့เนาะဟုတ်တယ်မလားအကျိုးသွင်းလဲပေါ့เนาะဟာဆလိတ်ဗီဒင်းကျွေးဗီဒင်းသူ့ဗီဒင်းเนาะအဲ့လိုရိုးရဗီဒင်းလေးတွေရမှာစတော့ရောက်ပြီးတော့မြင်းမြန်းကြတာတမတာပေါ့ဗျာအဲ့လိုမျိုးเนาะကရောအဲ့လိုခေါ်တဲ့ပညာရှိတဲ့စီအကြည့်ကပ်ပြီးမြင်းမြန်းကြတာတမတာပါခင်ဗျာအခုလဲခုနှစ်ရက်သားပြင်းများရဲ့ကံတာတာကောင်းမကောင်းကိုเนาะအချိန်တွေ အောင်မြင်စေတတ်တဲ့အချိန်ကာလတွေကိုသိဖို့အတွက်ဆရာကြီးဦးမြတ်ဆန်ကကျမ်းကိုထောက်ပြီးတော့လမ်းပေါက်ပေးมาဖြစ်ပါတယ်ခင်ဗျာနော်ကိုယ့်ရဲ့ကံပြောင်းခြင်းလားကံကောင်းခြင်းလားဆိုတာဟုတ်တော့အမှန်ကန်သိဖို့လိုပါတယ်ခင်ဗျာနော်ကံကောင်းရင်လည်းပြန်ပြောင်းလို့မရဘူးကံညံ့ရင်လည်းခံရဖို့သာပြင်တော့ပါခင်ဗျာနော်ဟုတ်ကဲ့ကံမရင်လည်းအံကြသေးတတ်ပါတယ်နော်ဒီလိုလိုရှိရင်ဒီကနေ့တဲပေါ်မှာနေရတယ် ခြေလေးတစ်ဆောင်ထိုးပြီးပါတယ်အဲ့ဒီခြေကစူကြီးတွေပေါက်လို့တိုက်ဆောက်ရတဲ့ဘဝတွေကျုံစီတတ်ပါတယ်အဲ့ဒီလိုကိုကံကောင်းတဲ့အချိန်မှာတော့မိတ်ဆွေကိုနေတာသမီးကအိတ်မပြောအိတ်ပြောမနေဘူးတော့အင်မတန်အရေးကြီးပါတယ်ခင်ဗျာနော်အဲ့လိုအိတ်ပြောနေမယ်ဆိုရင်တော့ကိုရဲ့ကံကောင်းတဲ့အချိန်ဟာအခွင့်အရေးကနှကားမရဘူးခင်ဗျာအခွင့်အရေးဆိုတာတစ်ချိန်မှာပဲဒီကနကနပေါက်တဲ့လူအငွေကနကနရတဲ့လူတော့ကမှမရှိပါဘူးခင်ဗျာဒါကြောင့်မလို့ကိုရဲ့ကံကောင်းတဲ့အချိန်မှာမိတ်ဆွေကိုနေတာသမီးက အိတ်ကျော်မလေးဘို့တော့အင်မတန်အရေးကြီးပါလေနော်အချို့ဆိုရင်မေးတယ်မေးတယ်ဒီရင်ဆရာကအမြကံကောင်းနေတယ်ဖြူထိုးပါအဲ့လိုပြောတယ်ဒီရင်ဆရာကိုမယုံလို့ပဲမထိုးတာလားဘို့မှမဟုတ်ကိုယ့်ရဲ့ကံကိုမယုံလို့ပဲမထိုးတာလားမထိုးလိုက်ဘူးကြာအချို့ကြတော့လေခြေကနန်းလေးကားတောင်းတယ်ဆရာခြေကနန်းလေးဒီကနန်းဒီကနန်းလေးထိုးပါဆိုတော့ဆရာကိုမယုံလို့ပဲလားဒါမှမဟုတ်ကိုယ့်ကံကိုမယုံလို့ပဲလားငွေကုန်မှကြောက်လို့ပဲလားတော့မသိဘူးမထိုးကြဘူးဘာတော့မှအဲဆရာပြောတာတွေ နော်အဲ့လိုမျိုးတွေကျုံရတာတွေလည်းရှိပါတယ်ခင်ဗျအကြောင်မလို့ကိုကံကောင်းတဲ့အချိန်ကံပြောင်းတဲ့အချိန်မှာအခွင့်အရေးကောင်းရတဲ့အချိန်မှာမိမိရရလေးအတုံးချပြီးတော့တိတိကျကျလေးထိုးမယ်တိတိကျကျလေးလိုက်နာလုံဆောင်မယ်ဆိုရင်ကိုယ့်ရဲ့ကံကောင်းတာတွေခုနရသားမိများခံစားရမှာဖြစ်ပါတယ်ခင်ဗျအကြောင်မလို့ကိုကဘာမှမလုပ်ခဲနဲ့တော့ဘာမှမရပါဘူးကံဆိုတာလည်းတကယ်တော့ပြုလို့ချင်ပါကာမဆိုတဲ့ပါဠိစကားနားတာပါခင်ဗျနော်အကြောင်မလို့ ကိုလုံးမှာကိုရတာပါခင်ဗျကိုကဘာမှမလုပ်ဘဲနဲ့အိမ်ထဲမှာနေတရားတင်ချိန်မှာငိုတို့ထိုင်နေစူတောင်းနေနေဆိုရင်တော့ကျွန်တော်တို့ခင်ဗျာဆရာနော်မောင်စင်ဝင်းရဲ့မောင်စင်ဝင်းပရိကုံးရဲ့ခင်ဗျာလေးလို့နော်စူတောင်းနိုင်တာအိမ်နဲ့ဆိုရင်ညင်ရစင်တူတွန်းပြူရွှေသာမြတ်ဘုရားမှာစူတောင်းလိုက်မယ်တငယ်ချင်းဟုတ်ပါတယ်ခင်ဗျာစူတောင်းနိုင်တာပြည့်မယ်ဆိုရင်ကျွန်တော်လည်းစူတောင်းနေတာပေါ့ဗျာဟလာစူကြီးတွေခဏခဏပေါ့ပါလို့ဤ နော်လိုရသန္တာတွေပြေးသွားပါလို့ဤကျွန်တော်တိုက်တွေကားတွေနဲ့စိတ်နဲ့ရွှေတွေနဲ့ရပါလို့ဤလို့အဲဆူတောင်းနေမှာပေါ့အဲ့လိုဆူတောင်းနေတော့အဲရလာရမှာလေဗျာနော်ကျွန်တော်တို့၄သိန်းချင်းနဲ့ကဘာတသိန်းမှာ ပါရမီဖြည့်ခဲ့တဲ့အရာတော်မှာပဲဆူတောင်းတာတသိန်းချင်းလို့ကျွန်တော်တို့ကျန်အကိုကားတွေမှာပါပါတယ်ခင်ဗျာအကြောင်းမလို့အဲ့ဒီလိုဆူတောင်းနေမနေရတော့မရပါဘူးနော်ညတော်ဗျာကအဲ့လိုဆူတောင်းနေရခဲ့တာမဟုတ်ပါဘူးခင်ဗျလူကိုယ်တိုင်ဒုက္ခစရိယ၆နှစ်တုံးတုံးကြင်မှာ တရားကျင့်တယ်ဆိုတာလေကျွန်တော်တို့ဘုဒ္ဓဝင်တွေမှာအထင်ရှားကြီးပါတယ်အကြောင်းမလို့ကံဆိုတာပြုလုပ်ခြင်းဖြစ်တဲ့အတွက်ကိုယ်လုံးမှလည်းကိုရတာပါခင်ဗျအကြောင်းမလို့ကိုယ့်ရဲ့ကံကောင်းတဲ့အချိန်ကံပြောင်းတဲ့အချိန်လေးတွေဒီဒီကြကြသိဖို့တော့အင်မတန်အရေးကြီးပါတယ်ခင်ဗျเนาะဇူတောင်းနေုံနဲ့ကတော့အောင်စေဝင်းပရိကုံးရဲ့ကြပြလေးလိုပဲဖြစ်မှာပါเนาะအကြောင်းမလို့ကိုယ့်ရဲ့ကံကောင်းမှုအတွက်ကိုဘယ်နေသားသမီးတွေကဘယ်အချိန်မှာဘလို့ကံကောင်းနေဆိုတာကိုပြင်ပြပေးမှာဖြစ်ပါတယ်เนาะ ဟုတ်ကဲ့ကျွန်တော်တို့တောက်ကြသားသမီးများပေါ့ဗျာเนาะတောက်ကြသားသမီးများကကိုယ့်ရဲ့ကံကောင်းဆုံးနေ့အောင်မြင်ဆုံးနေ့တကယ်ကိုလို့ရင်ဖြစ်တဲ့နေ့ရတော့တင်းလာနေဖြစ်ပါလေเนาะတောက်ကြသားသမီးဟာတင်းလာနေမှာကိုယ်ကံကောင်းတဲ့နေ့ဖြစ်တယ်ကိုယ်ဘာပဲလုပ်လို့အောင်မြင်စေတတ်တဲ့နေ့ဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးကတင်းလာနေမှာကျွန်တော်တို့တင်းလာနေဆိုတဲ့အတွက်ကျွန်တော်တို့ဒိုးရဆန္ဒကြီးတွေပြည့်ပြီးပြောပါတယ်ငွေကြေးလည်းရရှိတတ်ပါတယ်เนาะ ိုက်နေကိုကျွန်တော်တို့အလုပ်လုပ်မယ်ဆိုလို့ရှိရင်နောက်တောက်ကြသားသမီးတနင်္လာနေ့ကိုလုပ်လုပ်မယ်ဆိုရင်အောင်မြင်စေတတ်တဲ့နေ့ထုတ်ထည့်ရောက်တဲ့နေ့လို့ဆိုလိုပါတယ်ခင်ဗျစသရာရာအောင်မြင်စေတတ်ပါလေထုံနေတူသွားပဲနော်စီဝါရေးလုပ်ငန်းတွေလုပ်တော့မယ်စတူရှယ်ယာတွေလုပ်တော့မယ်နော်ခရီးဝဲမှာရှိတဲ့ကုမ္ပဏီလုပ်ငန်းတွေလုပ်တော့မယ်အဲ့လိုလုပ်ငန်းတွေလုပ်တော့မယ်ဆိုရင်တောက်ကြသားသမီးရာကြာသာပတိနေမှာလုပ်ပါခင်ဗျနော်နေလေးတွေကိုလည်းခွဲပြောထားပါတယ်နော်အဲ့တော့ စီးပွားရေးလုပ်မယ်ဆိုရင်တောက်ကြသားသမီးကကြာသာပြင်းလုပ်ပါ။ဒါပဲလို့လို့အောင်မြင်ကြည့်နေတယ်ဆိုရင်တော့တောက်ကြနေမှာလုပ်ပါခင်ဗျ။နော်။ထုံနေတူသွားပဲ။အိမ်တော်ရေးလို့အခြေရေးလို့အဲရသူညာတော့အခြေရေးပေါ့ဗျာ။လူလာပိုင်းလူကြီးပိုင်းတော့အိမ်တော်ရေးပေါ့ဗျာ။အဲ့လိုအိမ်တော်ရေးကိစ္စအုပ်စုနဲ့လုပ်တဲ့ကိစ္စအဲ့လိုလုပ်စုကိစ္စတွေလုပ်တော့မယ်ဆိုလို့ရှိရင်တော့တောက်ကြသားသမီးများတနည်းငယ်လို့နေမှာလုပ်ပါခင်ဗျ။အဲ့ဒါလို့ရှိရင်ကျွန်တော်တို့အိမ်တော်ရေးနဲ့ပတ်သက်တာတွေအုပ်စုနဲ့ပတ်သက်တာတွေအခြေရေးတွေအောင်မြင်စေတတ်တဲ့နေ့ အဲ့ဒီလိုကျွန်တော်တို့ကြံအကူကအထောက်အားတွေမှာပါပါတယ်ခင်ဗျာနော်အကြောင်းမလို့ကိုယ့်ရဲ့လူရင်းစာနာတွေပြည့်စုံမှု ကိုယ်ကံဒီကောင်းမှုအတွက်ကိုနော်ဆရာတွေညွန်ကြားတဲ့အတိုင်းဣတိကြကြလုပ်မယ်ဆိုရင်ဘဝမှာတန်ကောင်းခြင်းတွေဖြစ်စေတတ်ပါတယ်ခင်ဗျာဟုတ်ကဲ့နော်တောက်ကြသားသမီးများအနေနဲ့ရှေ့ချနေမှာကျွန်တော်မပြောလိုက်ဘူးပဲနော်တောက်ကြသားသမီးနဲ့ကံကောင်းတဲ့အကျိုးပေးကဏ္ဍတွေတည်ထိုးမယ်ချဲထိုးမယ်ဆိုလို့ရှိရင်တော့1 5 1နော် နဲ့၅ပြည့်ဆိုတဲ့ကဏ္ဍဒါမို့တင်းနဲ့၅ပေါ့ဗျာအဲ့ဒီကဏ္ဍမျိုးဖြီးရိုးချက်တို့လုပ်ပေးပါဒါဆိုကံကောင်းစီတတ်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့အားသလိုချင်ရင်နောက် channel ဒီမှာကျွန်တော်တို့စောင့်မျှော်ကြည့်ရှုပြီးတော့လိုအပ်တော့သိကျင်တာလေးတွေရှိရင်လည်းဆရာဦးမြတ်ဆရာစီမှာကျွန်တော်တို့ရှင်ညာမြေ channel မှာတစ်ဆင့်ပုံဆက်ပြီးညီများနိုင်ပါတယ်ဆိုတဲ့အကြောင်းခொနည်းသားသမီးများအားလုံးကိုစိတ်ဓာတ်ဒုက္ခကာယဒုက္ခနှစ်ပြသောဒုက္ခနဲ့ပြည့်စုံပြီးဒီပြရီဝေးပွားပြီးလိုရာဆန္ဒတွေပြည့်စုံနိုင်ကြပါစေကြောင်း 下地五年三了，你打不打巴里的呢？